ဖျားစုကိုပန်ထားတဲ့ဆရာတော်ကြီးတပါဖြစ်ပေမဲ့လည်းကနာမငိမ့်တဲ့အပြုမှုတွေကြောင့်ဝေဖန်မှုမြင့်တက်နေ။ကေပရိသတ်ကြီးတို့ရေဒီနေ့မှာတော့မြန်မာနိုင်ငံလိုတရားဝါဒဗုဒ္ဓဘာသာနိုင်ငံမှာတာသနာထွန်းကားပြန်ပွားဖို့အရေးကြိုးပမ်းနေကြတဲ့ရဟန်းတပါဖြစ်သူမိုင်မုံဆရာတော်ဖျားကြီးရဲ့လောက်ရတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မိုင်မုံစီရတော်ဆိုတာကတော့ငယ်စဉ်ကတည်းကတောထွက်ပြီးတရားကျင့်ကြံခဲ့တဲ့ဒုရီယဖြစ်သလိုတကောတိတ်တိတွင်လည်းပြည့်စုံနေဆိုတဲ့အတွက်ကြောင့်ကြီးညိုသူတွေတင်မကစောင့်ကြည့်သူတွေကပါအင်မတန်များပြားကြပါတယ်။ ဒီလိုမျိုးတကိုးတိတ်ထီတွေနဲ့ပြည်စုံနေပါတယ်ဆိုတဲ့ဆရာတော်ကြီးဟာမြန်မာနိုင်ငံရဲ့အခြေအနေမဟန်မှုတွေကြောင့်လူတွေကြားတဲ့ကိုကဲတင်ဖို့ရည်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းမှလည်းဆရာတော်ကြီးရဲ့လက်နဲ့ထီရင်ရွှေထွက်နေသလိုလိုအရာရာကပဲအစဉ်ပြေနေသလိုလိုဖြစ်နေခဲ့တာကြောင့်ကြီးညိုသူတွေတင်မကကိုကိုွယ်သူတွေကပါမိုင်းမုံဆရာတော်ကြီးရဲ့အရေးအဝါတာကိုဖူးမြော်ခွင့်ရဖို့အရေးကြိုးပမ်းနေခဲ့ကြတာပဲဖြစ်ပါတယ်။ ူများတွေနဲ့မတူတဲ့အကျင့်ကိုကျင့်ကြံပြီးတယောက်တည်းတတိတသန့်တောထွက်တတ်တဲ့ဆရာတော်ကြီးဟာအခုရက်ပိုင်းမြန်မာနိုင်ငံမှာဖြစ်သွားခဲ့တဲ့ကပ်ဘေးကြီးကိုကြားသိရပြီးသူ့ရဲ့ရိတ်အဝါတာတွေတရားတွေကိုပြန်ပြူပြီးဟောကြားပေးနိုင်မှုပြည်သူတွေကြားထဲကိုပြန်ရောက်လာခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးတကိုးတိတ်ထိတွေနဲ့ပြည်စုံပြီးဘုရားစုကိုပန်ထားတဲ့ဆရာတော်ကြီးတပါးကိုဘုရားရှင်လက်ထက်တုန်းကကြီးညိုစရာကောင်းနေခဲ့တယ်လို့ကြီးညိုဖို့အသင့်ဖြစ်နေကြပေမဲ့လည်းဆရာတော်ကြီးရဲ့ကနာမငိမ့်တဲ့အပြုမူတွေဟာသာသနာ့ဂိုင်းအတွက်မျက်နှာပူစရာဖြစ်လာခဲ့ရပါတော့တယ်။ ဘလို့ပဲတကုတ်သိတိတွေနဲ့ပြည်စုံနေတဲ့ဆရာတော်ဖြစ်နေပါစေ။တိလသမာဓိပညာတွေနဲ့ပြည်စုံနေတဲ့သူအဖို့ကတော့တတိငင်ငင်အပြင်ကြီးညိုစရာကောင်းလောက်အောင်ကြည်လင်နေရမှာလို့ထောက်ပြနေခဲ့ကြပါတယ်။အဲ့ဒါပြင်ဆရာတော်ကြီးရဲ့တချင်းတခါကဒေါသပါပါပြုမှုထားခဲ့တဲ့အပြုမှုတွေကလည်းလူမှုကွန်ရက်မှာပြန်ပြီးပြန့်နှံ့နေခဲ့သလိုပလင်မော်ထိုင်ပြီးတရားဟောနေခဲ့တဲ့ဗီဒီယိုတွေကလည်းအတော်လေးကိုပြန့်နှံ့နေခဲ့ပါတယ်။ ချိန်တုန်းကဗီဒီယိုတွေမှာတော့ဆရာတော်ကြီးဟာ2022ခုနှစ်အချိန်ကာလအတွင်း၃နှစ်သုံးမိုးတရားကျင့်ကြံခြင်းလမ်းစဉ်ကိုအသုံးပြုခဲ့ပေမယ့်အမှုကမရှိတောထွက်ခြင်းကတည်းကတောတောင်ရည်မြေတွေကြားငှက်ပြားပိုးအုံနောက်ထဲဝင်ခဲ့ရတဲ့ဆိုတဲ့ဖြစ်ရှင်းချက်တွေရှိလာခဲ့ပါတယ်။ဒါကြောင့်ပဲတရားဓမ္မတွေကိုဆက်လက်ကျင့်ကြံနေရင်တောင်ကနာမငိမ့်တဲ့အပြုမူတွေအပြင်စိတ်မထိန်နိုင်တဲ့အပြုမူတွေကလည်းတွဲပါလာတတ်တာမို့ကြီးညူသူတွေတရားမပြတ်စေအောင်ရှင်းပြထားခဲ့တာလည်းဖြစ်ပါတယ် အခုတပန်းပြည်သူတွေကြားထဲပြောင်းလာခဲ့တဲ့ဆရာတော်ကြီးကတော့အရင်နှစ်တွေကနဲ့မတူပဲကျမ်းမာရေးအတော်လေးပြန်လဲကောင်းလာခဲ့ပြီဆိုပေမဲ့လည်းသူ့ရဲ့ကနာမငြိမ်သေးတဲ့အပြုတ်မှုတွေမျိုးလုံးအကြည့်တွေကသာသနာ့ဂိုင်းအတွက်ထောက်ပြစရာဖြစ်လာခဲ့ပါတယ်။အဲ့ဒါပြင်ဆရာတော်ကြီးရဲ့ကျင့်စဉ်ကိုစောင့်ကြည့်နေကြတဲ့သူတော်တော်များများကလည်းတကယ်တမ်းမိုင်းမုံဆရာတော်ကြီးမှာတကိုးတိတ်တိတွေပြည့်စုံနေတယ်ဆိုရင်တော့ဘုရားဟောဆက်တော်ရဘုရားရှင်ဟာသူ့ရဲ့ယဟန်ဓာတွေကိုတော့တကိုးတိတ်တိတွေပြဖို့ခွင့်မပြုထားခဲ့ပါဘူး။ ဒီလိုမျိုးတကိုးတွေပြပြီးလူတွေကြီးညိုလာအောင်ပြတာတရားဝါဒဗုဒ္ဓဘာသာတွေရဲ့ကျင့်စဉ်အတိုင်းဟုတ်မနေပဲမဟာယာနတွေရဲ့လမ်းစဉ်လိုမျိုးဖြစ်နေခဲ့ပြီးဆိုပြီးဝိုင်းပြောနေခဲ့ကြပါတယ်တကယ်တမ်းမှကြတော့ကြောဝချင်းအလင်းမရှိတကိုးမပြပဲအမှန်ကိုသာမြင်အောင်ရှုတတ်ဖို့ကိုဘုရားရှင်ကဟောကြားထားခဲ့တာဖြစ်ပြီးအလေအလတ်လမ်းစဉ်ကိုသာလိုက်နိုင်ဖို့ချမှတ်ထားခဲ့တာပါတကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင်လေတကယ်တိတ်တိအောင်နေတဲ့ဆရာတော်ကြီးကိုဝေဖန်ဖို့မတင်တော်ဘူးဆိုပေမဲ့လေဆရာတော်ကြီးရဲ့အပြစ်မှုတွေအပြင်အစွမ်းတတိတွေကိုလည်းကြောဝါချင်းရှိနေတာကြောင့်တကယ်ကိုမေကွန်းထုတ်စရာဖြစ်နေခဲ့တာပဲဖြစ်ပါတယ်ဗျာ ဆိုတော့ပြည်သက်ကြီးတို့အနေနဲ့ရောဆရာတော်ကြီးရဲ့ကျင့်စဉ်တွေအပြင်ခံယူချက်တွေကဘလို့လမ်းကြောင်းတွေအပေါ်ကိုရောက်နေလဲဆိုတာပြောပြသွားကြပါဦးနော်ဟုတ်ကဲ့ပါအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းအခုလိုမျိုးကောင်းလို့ရရသတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ